ိဋကသုံးပုံကိုအနှစ်ချုပ်လိုက်လို့ရှိရင်ဗောဓိပက္ခိယတရား39ပါးရတယ်ဗောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်မဂ္ဂင်7ပါးရတယ်မဂ္ဂင်7ပါးကိုအနှစ်ချုပ်လို့ရှိရင်သီလသမာဓိပညာသိက္ခာသုံးပါးရတယ်အဲ့ဒီသိက္ခာသုံးပါးကိုအနှစ်ချုပ်လို့ရှိရင်အပ္ပမဒါဆိုတဲ့တတိတရားတစ်ခုရတယ်ဒီလိုစကားလေးတွေကိုကျွမ်းကျင်ထားရမယ်နော် ပိရိက၃ဘုံကိုအနှစ်ချုပ်ရင်ပါရတယ်။ဘောရိပက္ခိယတရား38ပါရတယ်။ဘောရိပက္ခိယတရား38ပါကို အနှစ်ချုပ်လို့ရှိရင်မဂ္ဂင်၈ပါရတယ်။မဂ္ဂင်၈ပါကိုအနှစ်ချုပ်ရင်သီလ၊တမာတိ၊ပညာ၊သိခာ၃ပါရတယ်။အသုံးနှုံးလေးတွေလည်းမှန်နော်။နေစာဒုက္ခအနတ္တကိုဘယ်လိုသုံးတော့လက္ခဏာရေး၃ပါလို့ဟောနော်။သီလ၊တမာတိ၊ပညာကို သိခာ၃ပါလို့သုံးတယ်။ ဲ့ဒီတိခါသုံးပါးကို အနှစ်ချုပ်ရင်ပါရအပမာဒဆိုတဲ့တတိတရားတစ်ခုရတယ်တဲ့